ာဒီနေ့မှာတော့ကျမ်းမာရေးကောင်းစေဖို့အတွက်ရှောင်ကြဉ်ရမယ့်အစားအစာတွေဖြစ်တဲ့ပေါင်မုံဖြူလို့ထမင်းဖြူတို့အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ကျမကတော့တင်းတင်းဆွေပါကိုဝင်ဆောင်ကျမ်းမာရေးကျမ်းမာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုရရှိပိုင်ဆိုင်နိုင်ဖို့အတွက်ချစ်ပြုတ်ပြင်ဆင်တဲ့နေရာမှာအဟာရပြည့်ဝပြီးကျန်းမာရေးနဲ့ညီညွတ်မျှတစွာချစ်ပြုတ်ပြင်ဆင်တတ်ဖို့အတွက်အစာအာဟာရပိုင်းဆိုင်ရာကျန်းမာရေးဘူတုတ္တရတွေကိုမျှဝေပေးနေတဲ့သူတယောက်ဖြစ်ပါတယ်။ ဒီထမင်းဖြူပေါင်မုံဖြူဆိုတာကပေါ့နော်နေ့တိုင်းစားနေတဲ့အစာအစာတွေဖြစ်တယ်သူတို့ကိုစားလိုက်မယ်ဆိုလို့ရှိရင်သွေးတွင်းသကြားဓာတ်တွေကိုစောင့်ပြီးတော့ပေါ့နော်တက်စီပြီးတော့အဲဒီပေါ့နော်သူတို့ကိုမြန်းများစားမယ်ဆိုလို့ရှိရင်တော့စီဂျိုယောဂဖြစ်စေနိုင်တယ်တချို့စီဂျိုယောဂရှိသူတဲ့သူတွေကပေါ့နော်ပြောလို့ရှိတယ်ကျမကအချိုတွေကိုလည်းမကြိုက်ဘူးအချိုတွေလည်းမစားဘူးပေါ့နော်ဘာကြောင့်စီဂျိုဖြစ်တာလဲဆိုလို့ရှိရင်ထမင်းဖြူမြန်းများစားတဲ့အတွက်ကြောင့်မလို့ပါပေါင်မုံဖြူတွေလည်းထိုနည်းအတိုင်းပဲပေါ့နော် ဒါကြောင့်မို့လို့ကျမ်းမာရေးကောင်းဖို့ဆိုလို့ရှိရင်ဒီမဖြူလွန်းတဲ့ပေါ့နော်စံမျိုးကိုစားပေးပါလို့ပြောကြတာပါ။ဒါဆိုလို့ရှိရင်သမင်းဖြူလို့ပေါင်းမုတ်ဖြူလို့ကိုမစားဘူးဆိုလို့ရှိရင် ဘာတွေကိုစားရမလဲပေါ့နော်အဲ့ဒီအစာအစာတွေအစာဘလို့အစာအစာတွေကိုအစာထိုးစားရမလဲဆိုတာကိုဆက်လက်ပြီးတော့ပြပြပေးသွားမှာပဲဖြစ်ပါတယ်။ပေါင်မုံအတွက်ဆိုလို့ရှိရင်ပေါင်မုံအစာပေါ့နော်ပေါင်မုံမျိုးစားပေးလို့ရတယ်လို့ထမင်းအတွက်ဆိုလို့ရှိရင်ပေါ့နော်ဒီထမင်းဖြူအစာပေါ့နော်ဆန်လုံးမျိုးကိုစားပေးလို့ရတယ်ပေါ့နော်ဒီပေါင်မုံမျိုးတို့ဒီဆန်လုံးမျိုးတွေကပေါ့နော်သွေးပင်သကြားဓာတ်ကိုဖြင်းညင်းစွာတစ်ဆေးတဲ့အတွက်ကြောင့်မို့လို့စီဂျူယောဂါဖြစ်နိုင်ခြေကိုယွန်းနေစေပါတယ်။ဒီနေရာမှာဆိုလို့ရှိရင်ပေါင်မုံမျိုး ိုးလို့ဆန်လုံးညိုတို့ကပြောရမယ်ဆိုရင်နည်းနည်းကျန်တယ်ပေါ့နော်ပေါင်မုံညိုတို့ပေါ့နော်ဆန်လုံးညိုတို့ကိုမစားနိုင်ဘူးဆိုလို့ရှိရင်ပေါင်မုံညိုနဲ့ပေါင်မုံအဖြူရောပြီးစားလို့ရတယ်လို့ဆန်လုံးညိုနဲ့ဆန်အဖြူကိုပေါ့နော်ရောပြီးတော့ချက်စားမယ်ဆိုလို့ရှိရင်လည်းရပါတယ်အခုပြပြပေးသွားတဲ့အကြောင်းအရာလေးကတော့ ဒီကျမ်းမာရေးကောင်းစီဖို့အတွက်ရှောင်ကြဉ်ရမယ်အစားအစာတွေထဲမှာဆိုလို့ရှိရင်ဒီပေါင်းမုံဖြူသမင်းဖြူတွေအကြောင်းကို ပြပြပေးသွားတာပဲဖြစ်ပါတယ်အခုပြပြပေးသွားတဲ့အကြောင်းအရာလေးကအားလုံးအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်ဒီလိုမျိုးအကျိုးရှိတဲ့အကြောင်းအရာလေးတွေကိုဆက်လက်ပြီးနားထောင်ခြင်းနဲ့သိကျင်နေဆိုရင်တော့ကျမရဲ့ဗီဒီယိုလေးကို like and share လေးလုပ်ခဲ့ပြီးပြီးတော့သိကျင်တာလေးရှိရင် comment ကနေမေးမြန်းနိုင်ပါတယ်နှစ်သက်မှာဗီယန်နေရီကင်းပြီးတော့ကျမ်းမာရှင်လန်းတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေဒီဗီဒီယိုလေးကိုဒီမှနဲ့ရန်နာခွင့်ပြုပါနောက်ဗီဒီယိုလေးမှာပြန်လည်ပြီးဆုံ ုံပေးပါဦးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ပါ